နမစတေအားလုံးပဲမင်္ဂလာပါရှင်မြန်မာကတော့ယောဂ instructor ခင်မိုးဖြစ်ပါတယ်အခုဒီဗီဒီယိုလေးကကြတော့ဒီနှလုံးကျန်းမာရေးနဲ့ပတ်သက်တဲ့အာလေ့ကျင့်ရမယ်ပေါ့နော်ယောဂကျင့်စဉ်လေးတွေကိုဝေမျှပေးချင်တာပါဒီနေ့ခင်မာကနှလုံးနဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေကိုတော်တော်များများခံစားနေကြရတယ်ယောဂတွေအားလုံးထဲမှာမှနှလုံးယောဂဟာရုတ်တရက် ွားတဲ့ယောဂါပေါ့နော်ညီမဖေကိုရင်းလည်းအရှိလာကမှဒီနှလုံးနဲ့ပတ်သက်တဲ့ပေါ့နော်နှလုံးစတန်ထည့်လိုက်ရရပေါ့နော်ရုပ်တရက်ဖြစ်သွားဖြစ်တဲ့အတွက်အခုနောက်ပိုင်းမှာလည်းအဲဒီနှလုံးနဲ့ပတ်သက်တဲ့ယောဂါအာလက္ခဏာတွေခံစားရတဲ့သူတွေကို အများကြီးတွေ့ရတဲ့အတွက်ကြိုပြီးတော့ကိုကမဖြစ် မဖြစ်သားဘူးမဖြစ်သေးဘူးပေါ့နော်မဖြစ်သေးဘူးဆိုရင်သို့မဟုတ်ဖြစ်နေတယ်ဆိုရင်ပဲဖြစ်ဖြစ်အာကြိုပြီးတော့ကာကွယ်အစိုးဆုံးနေထားအောင်မရအောင်ပေါ့နော်ကာကွယ်ထားဖို့အတွက်အဲအခုလေ့ကျင့်ခန်းလေးတွေကို လိုက်ပြီးတော့လေ့ကျင့်ကြည့်ပါအဲဒီအတွက်ကြောင့်ဝင်ညပေးချင်တာဖြစ်ပါတယ်ဒါဆိုစလိုက်ရအောင်ညီမတို့က နှလုံးနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းဖြစ်တဲ့အတွက်ရင်ဘတ်ဖွင့်တာရေတော်တော်များများလုပ်ရမယ်နှလုံးထဲကိုသွေးရောက်အောင်ပေါ့နော်သွေးပြန်ပြီးတော့သွေးစီးအောင်ပုံမှန်လဲစီးနေတာပဲဒါပေမဲ့တခါတလေမှနှလုံးသွေးကြောလေးတွေကျင်းနေတာနှလုံးထဲကိုသွေးအောက်ဆီဂျင်ပေါ့နော်ကောင်းကောင်းမရောက်တာမျိုးလေးတွေဖြစ်တတ်တယ်အဲဒီအတွက်ကြောင့်ညီမတို့ကတချို့သောအကွက်တွေမှာခေါင်းဆက်ရတာမျိုးလေးတွေပါလာလိမ့်မယ် ဆိုလိုရင်က inversion ပေါ့နော်ဘြောင်းမြန် site တဲ့ဟာတွေပေါ့ဒါပေမဲ့ challenge လိုမျိုးအဲ challenge ခေါ်ရတဲ့ဟိုခေါင်း site တဲ့အုံမြင် site တာမျိုးတွေတော့မဟုတ်ပါဘူးအဲပုံမှန် basic ဟာလေးကိုပဲသင်ပြပေးမှာဖြစ်ပါတယ်ဒါပေမဲ့ကိုကယောဂကိုလေ့ကျင့်ရင်းနဲ့ကြိုက်လာပြီဆိုရင်တော့နောက်ပိုင်း challenge ခေါ်တဲ့အဲ challenge လို့သတ်မှတ်ထားတယ်ပေါ့နော် inversion အဲခေါင်း site တဲ့ဟာတွေကိုများများလေးလေ့ကျင့်ပေးမယ်ဆိုရင်ပို့ပြီးတော့ထိရောက်မှုရှိပါတယ်အဲတော့ဆိုလိုရင်းကကိုယ့်ရဲ့နှလုံးစီကိုပုံမှန်သွေးကို သွားပြီးတော့လက်ကောင်းကောင်းမွန်မွန်လက်ပတ်ဖို့အတွက် chest ကိုမြန်မြန်ဖွင့်ပေးရမှာပဲเนาะဒီနေ့ legend ခန်းမှာယင်ဘက်မြန်မြန်အလုံးလုံးမဲ့ယင်ဘက်မြန်မြန်ဖွင့်မယ်ပေါ့เนาะ okay ဒါဆိုစရအောင်ပုံမှန်ညီမတို့ထိုင်နေကြအတိုင်း easy ဖို့လေးနဲ့ပဲထိုင်လိုက်မယ်တတောင်းတတာနေချာလေးဖြင့်ရပါတယ် ။နောက်ဆိုပြီးရင်ခါးလေးကိုမတ်မယ်။ရင်ဘတ်ကလေးကိုရှစ်ကော့ပခုံးလေးကိုနောက်ကိုပိုးလိုက်မယ်။ပုံမှန်ထိုင်နေတာနည်းနည်းလေးတစ်ခါလေးမှမတိမတာကုန်းတက်တယ်။ဒီနေ့ကတော့ခါးလေးကိုစမ်းရင်ဘတ်ကိုရှစ်တွန်းပိုးပခုံးကိုပေါ်ကနေနောက်ကိုဆွဲချလိုက်။နောက်ဆိုတက်တောင်းတက်တာအနေထားမဟုတ်တော့ဘူးပေါ့နော်။အရင်တော့ကတက်တောင်းတက်တာအနေထားနဲ့မတူပဲနည်းနည်းလေးကော့ထားတဲ့ပုံစံလေးပေါက်နေလိမ့်မယ်။အဲ့လိုပောက်ပြီဆိုရင်လက်နှစ်ဖက်ကိုဘေးကနေ wipe ပြီးတော့အပေါ်ကိုဆွဲမြောင်းလိုက်မယ်။အပေါ်မှာလက်စင်ချောင်းရှက်ပြီးတော့လက်ကလေးပက်လက်လှန်လိုက်မယ်။ Okay ဒီနေ့ ठा လေးကနေညီမတို့ကညာဘက်ကိုစောင်းချလိုက်မယ်ဒီလိုလေးဘေးတိုက်ကလေးအဲ့ဒီကနေပြီးတော့မှောက်ချသွားမယ်အရှိကိုပြေးပြေးချင်းဝမ်းပိုက်ကလေးကိုညှစ်ထားပြီးတော့ဆွဲမယ် အဲ့ချိန်နေသားနေဘယ်ဘက်အဆောင်တိုင်းနေပြန်လာမယ်အပေါ်လေးပြန်ရောက်သွားမယ်ဆိုလို့ငါဝါလုံးလေးဝိုင်းတာဗောနော်ဆဝိုင်းဝိုင်းတာအဲ့ဒါလေး၃ချိန်သွားရအောင်ညာဘက်ကိုသွားလေရှူမယ်ညင်ဘက်ကော့ထားပြီနော်โอเคပြီးရင်အရှိဝိုင်းမယ်ကိုရနိုင်တဲ့လောက်ကလေးပဲစဉ်ချအများကြီးမလိုပါဘူးဘယ်ဘက်ကိုရောက်လာပြီးပြီးရင်ပြန်ပြီးတော့မတ်လိုက်မယ်2နောက်ထပ်တစ်ချိန်ညာဘက်ဆောင်ရှူသွင်းရှူထုတ်ကလေးရတော့ပုံမှန်လေးလုပ်ပြီးပါ ။ Okay ဆောင်းသွားတယ်။ shoot ထုတ်တယ်။ဘယ်ဘက်ကိုရောက်အလဲလေးပြန်တက်1ဇက်တိုက်ကလေး3ခေါက်နောက်တစ်ဖက်เนาะပြောင်းပြန်လေးသွားမယ်။ဘယ်ဘက်ကိုဆောင်းနေအရှိလေးကို white ပြီးတော့ဆင်းလာပြီ။ညာတော့ကလေး less center Okay ညာဘက်ရောက်တယ်။အလဲလေးပြန်တက်မယ်1နောက်တစ်ခေါက်ဘဲဘက်ကိုဆောင်းအရှိလေးကိုမှောက်ပြီးတော့ဆင်းလာပြီမိမိရသလောက်ကလေးပဲသွားမယ်နော်တတောင်လေးဆွဲစမ်းထား Okay shoot up ချူနောက်ဆုံးတစ်ခေါက်ဘဲဘက်ကိုစောင်းအရှိကိုမှောက်ပြီးတော့စင်ချကိုရနိုင်တဲ့လောက်ကလေးပဲတရောင်ဆက်ပိုင်လေးညင်းအော်တဲရှူထုတ်ညာဘက်ကိုစောင်းအလဲလေးကိုပြန်တဲလိုက်မယ်ပြီးရင်လက်ကလေးနှစ်ဖက်ကိုဘေးကိုတရောင်လေးကိုွေးလိုက်မယ်စောင်းမဒီလိုတွေလည်းဖြစ်နေမယ်ဟိုဘက်တွေလည်းရောက်နေမယ်အတက်နိုင်ဆုံးပခုံးနဲ့တရောင်နဲ့တန်တန် တတောင်နဲ့လက်ထိန်နဲ့တန်တန်တန်ပေးထားသလိုဟိုလုံးဝကြီးကွက်တီတန်းနေစရာတော့မလိုဘူးเนาะတန် level လေး alignment လေးမှန်သွားညီသွားတယ်အဲမသိမသားလေးနည်းနည်းလေးမညစ်တညီဆိုရင်ရပါတယ် okay ဒီနေထားနေရင်ဘက်ကိုဖွင့်နိုင်သလောက်ရှူတာကိုအနောက်ကိုပို့ရင်ဘက်ကိုအရှိကိုပို့အဲ့ချိန်မှာလေးကိုပြေးပြေးဝဝရှူခေါင်းလေးကမမော့နိုင်မမော့နဲ့ရတယ်မော့နိုင်နည်းနည်းလေးမော့ပေး ရှုထုတ်မယ်အရှိမလက်ကိုဆက်ပြီးလက်ခုနှစ်ခုလာထိမယ်အိုင်းနေသားမှာခေါင်းငုံမဲမေးစီရင်ဘက်ကဝမ်ပိုက်ကလေးကိုဆွဲညှစ်ခုံးနိုင်တယ်လို့ခုံးသုံးခေါက်သွားမယ်တရောင်လေးကိုပြန်ကွေးမယ်ရင်ဘက်ကိုကောနိုင်တယ်လို့ကောခါလေးတွေမှာပါခန်းစားရှစ်သွင်းပြီးတော့ဖြည်းဖြည်းလေးခန်းစားပေးရှူထုတ်တဲ့လက်နှစ်ဖက်အရှိမသွားပြီးတော့ထိမယ်ဝမ်ပိုက်ကိုညှစ်ခေါင်းလေးကိုငုံလိုက်မယ်ကိုရနိုင်တယ်လို့ကလေးပဲရှူတာလေးကိုနောက်ကိုတွန်းပေး ။နောက်ဆုံးတစ်ခေါက်လောက်ရှူ။တံတောင်လေးပေးပြန်ကွေး။ရင်ဘတ်ကိုဖွင်းနိုင်တဲ့လောက်ဖွင့်။ခေါင်းလေးအလိုက်တင်လေးမော့မယ်။ပခုံးလေးနောက်ရောက်ဝါမယ်။ရင်ဘတ်လေးရှေ့ကော့မယ်။အနောက်မှာလေးကြောပိုးကြီးလွယ်တဲ့နေရာလေးနှစ်ခု။အဲ့ဒီနေရာလေးစကပူလာလေးတင်းလာတဲ့အထိတွန်းထားကြည့်ပါဦး။1ရှစ်သွင်းရှစ်ထောက်ကလေးလုံးမယ်နော်။2 3 4 5ရှူပင်းလည်းနှစ်ဖက်ရှူလာဘူး1ဘိုက်ကလေးညစ်ကြောယူခုံထား1 2 3 4 5 လက်ကိုလည်းရှေ့ကိုပေးထားမယ်တရားရောက်စီကို2 3 4 5ရှုပင်းအတိုင်းလေးကနေဖြည်းဖြည်းချင်းလက်ကလေးပြန်လျှော်လိုက်။ဒါဆိုဒီနေ့ခြားလေးကနေ၄ဘက်ထောက်ကလေးတွားရအောင်နောက်တစ်မျိုးလေးကိုဒါဆိုကိုယ့်ရဲ့ညာဘက်သို့မဟုတ်ဘဲဘက်ကလေးကိုလှည့်ပြီးတော့ဝင်လိုက်မယ်။ဒူးနဲ့တင်ပါနဲ့တမ်းမယ်။ ဒူးနှစ်ခုကတင်ပါအကျယ်လေးပဲเนาะဒူးနဲ့တင်ပါနဲ့တမ်းမဲ့ဒူးနှစ်ခုကတင်ပါတင်အရှိမတတော်လေးထိမဲ့လက်ကလေးတလန်းလန်းကိုကအခုမှစပြီးလေ့ကျင့်နေသူဆိုရင်အဲ့တိုင်းလေးတေချာချိန်မှာနောက်ပိုင်းကျရင်တော့မိမိကကိုယ့်ရဲ့အကွာအဝေးကိုတခါတည်းတန်းသိတယ်တန်းပြီးဝင်နိုင်လာပါလိမ့်မယ်အခုတော့တတော်လေးနဲ့ဒူးနဲ့ထိလက်ကလေးလက်တန်းလက်ကလေးလေးကိုထောက်လက်မလေးဖိပြီးတော့အရှိကိုတက်ဖွားလှမ်းနောက်ဆိုလက်နှစ်ခုကပခုံးအကျယ်ပဲပခုံးနဲ့လက်နဲ့တမ်းမဲ့ ready ဖြစ်ရင် ်ပါလေးအောက်ကိုပြစ်ချဇနတိုင်းပဲခေါင်းလေးကိုတဆုံးထိမော့ကြည့်လက်ပင်တိုင်းရိုက်နေရာလေးမှာခန်းစားမျက်လုံးလေးကနှစ်ဖူးအလဲလေးကိုကြည့်လိုက်မိရှူထုတ်တဲ့ခေါင်းလေးကိုကြောကုန်းကြီးကိုတွန်းတင်အပေါ်ဘက်ကိုညံညာလေးနောက်တစ်ချိန်ရှူတင်မလေးကိုပြန်ပြီးတော့ကောက်ထုတ်ဆူလူရင်းကပါသောမြမအခေယပါသောပုံတန်းလေးခေါင်းလေးကိုမော့ပြီးတော့မျက်လုံးလေးကိုနှစ်ဖူးအလဲကြည့်ရှစ်ထုတ်တဲ့ဘိုက်ကလေးညကြောကုန်းကြီးကိုခုံးပြီးတော့တင်နိုင်တဲ့လောက်တင်မယ်မြင်းမြန်လေး နောက်ဆုံးတစ်ခါတော့ရှူဝမ်ပိုက်ကလေးအောက်ပြချမ်းခေါင်းလေးမော်ပြီးနေပင်လေးကောရနိုင်သလောက်မြန်းမြန်းလေးဆွဲကော့ထားကြည့်မယ်1ရှစ်သွင်းရှစ်ထုတ်ကလေးပုံမှန်လုပ်ပြီး2 3 4 5ရှုပ်ပြင်းပြေးပြေးချင်းအဲ့တိုင်းလေးကနေအနောက်ကလေးကိုပြေးပြေးချင်းသွားထိုင်မယ်။ Okay ချင်းမရိုက်လို့မရတော့ဘူးစူးနေပြီ။ Okay sorry အဲ့တော့ပြေးပြေးချင်းအနောက်ကိုထိုင်လိုက်မယ်။ အစမှဒီလိုမျိုးမထိုင်နိုင်ဘူးပေါ့နော်အဲတချို့တွေကဒူးတွေအရန်နာမယ်ခြေချင်းဝတ်တွေအရန်နာမယ်အဲ့လို့ဆိုရင်တုံးလေးတို့မဟုတ်ဆောင်းအိမ်မှာမိမိမှာတုံးမရှိဘူးဆိုရင်ဆောင်းတို့မဟုတ်ခေါင်းအုံးလေးကိုလေတင်မအောက်ထဲကိုအလဲထဲကိုလေအရှိလိုက်ကလေးထည့်ပြီးတော့ထိုင်လိုက် ဒူကောင်လေးအဲဒူကောင်လေးရန်နိုင်ရင်ဒူမှာ operation လုပ်ထားရတဲ့သူဆိုရင်လုံးဝဒီလိုမထိုင်ပါဘူးညီမတို့စတော့ကထိုင်ခဲ့တဲ့အတိုင်းပဲထိုင်ပါမယ်တကယ်လို့ဒူမှာ operation မရှိဘူးဥမာဒူကလည်းအခုနာတာကအရင်နာတာမျိုးမဟုတ်ဘူးဆိုရင်တော့ထိုင်ပါအဲဒူ operation လုပ်ထားရဲဒူကောင်မှာတန်ရရရဲဥမာအရွတ်ဟထားရဲဆိုလို့ရှိရင်တော့ဒီလိုပုံစံလုံးဝမထိုင်ပါနဲ့နော်အဲစပြီးတော့ထိုင်ခဲ့တဲ့အတိုင်း easy pull လေးနဲ့ထိုင်ခြေချင်းဝတ်တွေတချို့ကနာတက်တယ်အဲ့ကြရင်ရတဲ့ဘေးလေးကိုလေဖြည်းဖြည်းချင်းဒီလိုလှန်ထားလို့ရရဲနော်အခုညီမဆိုရင် င်ဘေးကိုလှန်လို့မရတော့ဘူးညီမတို့ရဲ့ညီမတို့ကျတော့ပုံမှန်လေ့ကျင့်ခန်းလုပ်နေရဖြစ်တဲ့အတွက်အမှားပေါ့နော်ဒါလေးကတကယ်တော့မှားတယ်မရသေးလို့သာခွင့်ပြုထားတာပေါ့နော်ရလာပြီဆိုရင်ဖြည်းဖြည်းချင်းခြေောက်ကလေးကိုနောက်ခောက်ထားရမှာအဲ့တော့အခုအချိန်မှာတော့မရသေးဆိုရင်ခြေောက်ကလေးကိုအခုညီမချထားတယ်လို့လေဘေးကိုလှည့်ပေးလို့ရတယ်ဒါပေမဲ့ညီမတွက်ဆိုရင်တတောင်းတတာမဖြစ်ဘူးပေါ့နော်မိမိတို့တတောင်းတတာဖြစ်တဲ့ပုံစံလေးနဲ့နေပေးပါညီမတို့နောက်ဘက်ကိုပြန်လှည့်လိုက်မယ်โอเคဒီနေချားလေးကနေခါလေးကိုမတ်မယ် ညင်ဘက်ကလေးကိုအရှိကိုတွန်းထုတ်လိုက်ပြီးရင်ညာဘက်လက်ကလေးကိုအနောက်ကိုကြားတဲ့နေရာပဲအတင်းကြီးသူလို့သွားလှန်ထုတ်เสียမလို့ဘူးလက်ကိုညင်ဘက်ကိုကော်လိုက်ကြားတဲ့နေရာလေးမှာလက်ထိတ်ကလေးချပြန်ဘဲဘက်လက်ကလေးအနောက်ဘက်ကိုနရွက်လက်မောင်းကပ်ပြီးတော့ကော့ထုတ်ကြည့် chest open ယံဘက်ကိုတဆုံးထိကော့အမခါလေးတတိထားပေးမမိတဲ့သူကရရတယ်တကယ်လို့လက်ကိုလက်တောင်အနောက်ကိုသွားချလို့မရသေးဘူးဆိုခါမှထောက်ထားဒါပေမဲ့ဒေတောင်ကြီးကိုဘေးမကားတာနဲ့ open chest open ရှိုးတော့ဖွင့်နေတယ်လို့ဖွင့်လ ှန်နိုင်သလောက်လှန်ထုတ်မြန်များလေးဟုတ်တယ်ချိန်နာမဲ warm တက်ခေါက်လေးပဲခေါင်းလေးအလိုက်တင်လေးမော့ထုတ်ရတဲ့သူလက်တလေးနောက်ချထား2 nation 3 4 5ရှုပ်ပြင်းပြေးပြေးချင်းပြန်လျှောနောက်တစ်ဖက်ချိန်လိုက်မယ်ရင်ဘတ်ကလေးကိုဖွင့်လိုက်မယ်ဘဲဘက်လက်ကလေးနောက်ကိုသွားချလိုက် ညဘက်လက်ကလေးနေရွက်လက်မောင်းကလိုက်မယ်။ Okay ညဘက်ကလေးကိုလမ်းနိုင်တဲ့လောက်လှန်ထုတ်ကြည့်အောင်။ Okay ခါမထောက်ထားလဲရတယ်။တံတောင်လေးတော့ဘေးနောက်ကိုပြန်တွန်းတာ။ခေါင်းလေးကိုတဆုံးထိရနိုင်ရင်ဆွဲမောကြည့်။1လက်ပြီးအရင်နာတာမျိုးဆိုလုံးဝမမော့ပါဘူး။2လက်ရှူပေးပါဦး။3 4 5ရှူပြင်းဖြည်းဖြည်းချင်းပြန်လျှော့။နောက်ဆုံးဒီတစ်ခေါက်ယင်ဘက်ကိုတဆုံးထိဖွင့်မယ်လက်နှစ်ဖက်ကိုအနောက်လှည့်ချလိုက်မယ် မရရင်ခါလေးပဲဒီလိုထောင်းတောင်လေးဘေးမတကားနဲ့အနောက်ကိုတွန်းနှမြမြလေးလက်မလေးကအနောက်လက်ချောင်းလေးကအရှိနော်ခါထောင်းရင်တချို့ဒီလိုထောက်တာပေါ့နော်အဲဒါပေမဲ့ဒီလိုထောက်တာအမှန်ဒါပေမဲ့လေ့ကျင့်ခန်းစပြီးလုပ်တဲ့သူတွေကမရသေးတဲ့အချိန်မှာ အတော်လေးတစ်ခုခုညက်သွားမှဆိုလို့ပေါ့နော်အမားလေးကိုပဲအရင်ဆုံးစူးစမ်းပါလက်မလေးကအနောက်လက်ချောင်းလေးရရှိဒါနောက်နှစ်ဖက်ကိုနောက်ကိုကျင်းထုတ်လန်နိုင်တယ်လို့ယံဘက်ကိုတွန်းကော့ပေခါလေးတတိထားခေါင်းလေးပါလန်ထုတ်ဒါကမရတဲ့သူရတဲ့သူတွေလက်နှစ်ဖက်နောက်ကိုသွတ်ချလိုက်ယံဘက်ကိုတဆုံးထိကော့ကြည့်မယ်ခေါင်းလေးကိုလန်နိုင်တယ်လို့ chest open တချို့တွေခါရိုးမှာတတိထားပေးနော်1လေးရှုပေးမြန်မြန်လေး2 3 okay 4 5ရှုဖြည်းဖြည်းချင်းပြန်လျှော့ပြီးရင်ဒါဆိုဆက်သွားမယ်လေးပထောက်ကလေးပြန်သွားမယ်တဒောင်နဲ့ဒူးနဲ့ထိလက်ကလေးလေးထောက်လက်မလေးပူအရှိကိုတလန်းလန်းဒါဆိုဒီနေထားကနေနောက်ခြေထောက်ထိတ်ကလေးကိုထောက်မယ်ဒုံလေးဖယ်လိုက်မယ်နောက်ခြေထောက်ထိတ်ကလေးကိုထောက်လိုက်မယ် မရဘူးဆိုတဲ့သူဟာခြေထောက်ကလေးကိုအခုညီမပြတဲ့ပုံစံတိုင်းညာခြေလေးနောက်ကိုဆန့်လိုက်မထုတ်အဲ့ဒီနေထောင်းမှာခြေထောက်ကိုလည်းဆန့်နေခေါင်းကိုလည်းမော့ကြည့်မှာဒါပေမဲ့လုံးဝကိုမော့လို့မရဘူးဆိုရင်ကော်လို့မရဘူးဆိုဒူးလေးကိုွေးလိုက်ညံဘက်ကိုပဲတဆုံးထိဆွဲကော့ခြေထောက်ကိုမြှောက်နိုင်သလောက်မြှောက်โอเคထောက်ပြီးညာဘက်လက်ရဲ့အပြင်ဘက်ကို ခြေထောက်ချပေး ်ပြီးရင်ပြေးပြေးချင်းနောက်ခြေထိတ်ထောင်နောက်ဒူးလေးရသလောက်ကြွားကြည့်ကိုဒီနေ့တလောက်ရရင်တလောက်ပဲကောင်းမော့ပြီးတော့ကြောကော့ပေးရနိုင်တဲ့သူရဖို့တော့များပါတယ်လူတိုင်းရနိုင်တယ်ဆိုရင်နောက်ခြေထိတ်ကလေးထောက်နောက်ဒူးကြွကြွပြီးရင်ခေါင်းလေးကိုမော့ပြီးတော့ကော့ထုတ်ဆိုလိုရင်းကတင်မောက်ကိုနည်းနည်းထိုင်ချလိုက်ကောင်းလေးကိုမော့နိုင်တဲ့လောက်မော့လုံးဝမရဘူးဆိုရဲသူကတော့ဒူးချတာတဆုံးဒီကောင်းမွေးဟောက်ကလေးလိုမျိုးကော့ထုတ်ပေး ထောက်ပြင်းနောက်ကခြေထောက်ကိုချက်ဆန်နိုင်တဲ့သူဆိုပြန်ချအနောက်ကိုပြန်ပို့ပေးလေးဘက်ထောက်နောက်တစ်ဖက်ပြန်သွားမယ်တင်ပါကောက်ညင်ဘက်ကောဘဲခြေထောက်ကလေးကိုမရရင်အကွေးတိုင်းမရတဲ့သူအဆန့်တိုင်းလေးမကိုခါနိုင်ရင် ကိုရရရဲခါလေးမှလည်းခန်းစားအဓိက chest open ခေါင်းတွေကိုညံ့ညားလေးမွေဟောက်လိုမျိုးထောက်ဘဲဘက်လက်ရဲ့အပြင်ဘက်ကိုချလိုက်မယ် အနောက်ခြေတော့ကလေးထောင်းနောက်ဒူးလေးကြွားကြည့်တင်မနည်းနည်းထိုင်မယ်ခေါင်းလေးကိုမော့နိုင်သလောက်မော့မယ်နောက်ဒူးလေးစန်ထားရသလောက် chest open တဆုံးထိ level ကြောင်းတင်းနေတာလေးခံစား ထောက်နောက်ဒူးပြန်ချရှေ့ချေနောက်ပြန်ခေါ်ဒါဆိုအဲ့တိုင်းလေးညီမတို့၅ချိန်နက်နက်သွတ်သွတ်ကလေးတွားကြည့်မယ်မောလာလိမ့်မယ်ရှွတ်သွင်းရှွတ်ထုတ်ကလေးလို့โอเคဒူးချမဲ့သူကလည်းချကြွမဲ့သူကလည်းကြွညီမကတော့အခုအကြွတိုင်းလေးတွားမယ်အနောက်ကိုဝမ်ပိုက်ကလေးကိုညစ်ကြောခေါ်ညာခြေလေးနောက်ပို့လိုက်โอเคနော်ဘီယံဘဲခြေနောက်ကလေးနောက်ပို့လိုက်မယ်ညာခြေလေးကိုမလိုက်မယ်မရတဲ့သူကဒူးချထားနော် ထုတ်ပြင်းညာဘက်လက်အပြင်ကိုချတင်မထိုင်မဲ့ခေါင်းတွေတဆုံးထိမော့မယ်ကောနိုင်တဲ့လောက် chest open ရှူပြန်သွားမယ်အနောက်ကိုနည်းနည်းလေးတင်မထောင်ပြီးရင်ပြချက်တော့ကလေးမဘဲဘက်ကိုသွားထိုင်ချမဲ့ခေါင်းမော့နိုင်တဲ့လောက်မော့ကြောကောနိုင်တဲ့လောက်ကောရှူပြန်သိမ်းအနောက်ကိုနည်းနည်းလေးတင်မထောင်ချက်တော့ကလေးညာချင်းမှာ ညာဘက်လက်ရဲ့အပြင်ဘက်ထိုင်ချမဲ့ခေါင်းမွန်လန်တလောက်မို့ကိုရရတလောက်ပဲနော်ညမပြတလောက်ထိအများကြီးထိုင်ဖို့မလိုပါဘူးရှူပြန်သွားမယ်နောက်ကိုနည်းနည်းပို့ဘဲခြေလေးမှခြေတော်ကလေးလက်ဘေးကိုသွားခေါင်းလေးမွန်နိုင်တလောက်မို့ထိုင်နိုင်တလောက်ထိုင်နောက်နှစ်ကြိမ်ရှူပြန်သွားမယ်ညာခြေလေးမှပြီးရင်ညာဘက်လက်အပြင်ကိုချခေါင်းလေးမို့လက်ရှူသွင်းရှူထုတ်စက်တိုင်းလုံးထောက်ပြန်သွားပြီး ။ဘယ်ခြေလေးမှာဘယ်ဘလရဲ့အပြင်ကိုသွားခေါင်းလေးမော့နိုင်တယ်လို့မော့ကြောလေးကောထုံး။နောက်ဆုံးတစ်ခေါက်ရှစ်ခြေတော်ကလေးနောက်ပိုးပိုင်းညှစ်ထားပကုံးတွန်းတာ။ညာခြေလေးမှာ Okay let's ပြန်ဘက်ကိုသွားခေါင်းလေးမော့ကြောလေးကောထားမယ်။1ကိုဒီနေ့ဒီလောက်ရရင်ဒီလောက်ပဲတော့နိုင်တဲ့သူထိုင်ချနောက်တူးကြမ်းမြင်မထီစေနဲ့။2လေရှူပေးအောင်3 4 ။ fine ပြန်သွားမယ်ခြေထောက်ကလေးပြန်ပိုး။နောက်တစ်ဖက်ဘဲခြေမခြေထောက်ကလေးလက်ဘေးကိုထွက်။ပြန်မလေးကိုထိုင်ချအခေါင်းလေးကိုမော့ရှူသွင်းရှူထုတ်လုပ်မယ်နော်။1 then shoot 2 3 4 fine ရှူခြေထောက်ကလေးနောက်ပြန်ပိုးဒူးလေးနှစ်ဖက်ချ။ Okay la let go with the na wine let ma le phwa let ti le so let go with the white be 1 2 mola la 3 4 Fine. ပြောင်းပြန်လေးပြန် white 1 2 3 4 5 Okay. အဲ့တော့ဆိုလိုရင်းကဇွန်နာကညီမက level မျက်နှာနဲ့ပြတ်သွားတယ်เนาะအဲ့တော့ကိုက၄ဘက်ထောက်ကနေဇွန်နာပြောတယ်လို့เนาะမရသေးတဲ့သူတွေကဒူးလေးကိုွေးပြီးမှပြီးရင်ခြေထောက်ပြင်ဘက်ကိုချကောင်းခြေထောက်ကလေးကိုကြွပြီးတော့ခေါင်းလေးမော့လိုက်ပြီးရင်ပြန်သွားအိုက်တိုင်းလေးသွားလို့ရရယ်နော်ဒါမှမဟုတ်ကြားထဲမှာမနာဘူးနော်ညာပြန်လာဥမာပြင်ဘယ်အဲ့နှစ်ကွက်ဆက်ကလေးစက်တိုက်သွားမယ်နော် အခုနောက်တစ်မျိုးသွားမယ်ဆနာပြောသလိုပဲနည်းနည်းလေးမောလာအောင်နှလုံးလေးကိုအလုံးလုံးမယ်နော်အဲ့တော့အရင်ကြီးဟိုတကူတခိုင်မောစရာမလုံးတော့ရှူသွင်းရှူထုတ်လုပ်ရင်းနဲ့တွတ်တွတ်ကလေးသွားခိုင်းတာကိုပြောတာပါအခုပြီးရင်ညီမတို့ခေါင်းလေးကိုစိုက်ချင်တာ ခေါင်းကိုအောက်ကျဝါကျင်တာတင်မောက်မိုးပေါ်ထောင်ကျင်တာဆိုလိုရင်းကနှလုံးထဲကိုပုံမှန်ပြန်ပြီးတော့သွေးစီးဖို့အတွက်အဲ့ဒီအတွက်ကြောင့် downward facing dog လို့ခေါ်ရဲ down dog လို့အလွယ်ခေါ်ရဲပေါ့နော်အဲ့ဒါလေး A ပုံသဏ္ဍာန်လေးအင်္ဂလိပ်အက္ခရာ A ပုံသဏ္ဍာန်လေးစလေ့ကျင်းတဲ့သူက A ပုံသဏ္ဍာန်ရှိမှာမဟုတ်ဘူးဒီလိုတွေခုံးနေလိမ့်မယ်ဒါပေမဲ့တရက်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 နဲ့နည်းနည်းချင်းလေ့ကျင့်သွားရအောင်အဲ့တော့စောနာအတိုင်းပဲဒူးနဲ့တင်မနဲ့ဒမ်းမယ်တဒောင်နဲ့လက်နဲ့ထိလိုက် ပြီးရင်လက်ခလဲကိုထောက်လက်မလေးပူအရှိကိုတက်ဖွားလေးလှမ်းလိုက်နောက်ဆိုဒီနေသားကနေနောက်ခြေထိတ်ကလေးထောက်ဒူးလေးကိုအဲ့ဒီအကိုရေးတိုင်းကြွဒီမလေးကတော့တွန်းတင်လိုက်တာနော်အေးပုံခေါင်းမိုးအိမ်ခေါင်းမိုးပုံတဲ့လေခေါင်းလေးကိုပခုံးယူဒီလိုမကြစ်ထားနဲ့ပခုံးနဲ့နေရွက်နဲ့ဝေးထားပြီးတော့မှဖီးနိုင်တဲ့လောက်ဖိကိုမိမိကဒီနေ့ဒီလောက်ရရင်ဒီလောက်ကလေးပဲ ဗီတာတကယ်လို့မိမိကနိုင်နေဆိုအေးပုံတံလေးဖြုတ်အောင်ခြေတော့ဆက်နိုင်တယ်လို့ဆက်အစပြီးလေ့ကျင့်နေသူကမဆက်နိုင်ပါဘူးနောက်ကဟန်စရင်းနဲ့ရန်နာလိမ့်မယ်အဲ့တော့ညီမပြောသလိုပဲဖနှောင်းကြွထားဒူးနေနေကိုးထားခေါင်းကိုတော့ငုံနိုင်တယ်လို့ပခုံးလေးကိုအရင်မညစ်ထားပဲနဲ့ငုံချထုတ်ပြင်ပြန်သွားလိုက်လေးဘထောက်ပုံစံ ready နော်ငါအဲညီမရှစ်ချိန်ဆက်တိုက်သွားမယ်ဒူးလေးကိုပဲကြွတင်မောက်တွန်းထုတ်ခေါင်းလေးငုံနိုင်တဲ့လောက်ငုံနိုင်တဲ့သူဆက် တောက်ပြင်းပြန်ချမယ်ရှူတွင်းရှူထုတ်လုပ်မယ်2ရှူခေါင်းလေးငုံချ Okay ထုတ်ဇက်တိုက်သွားမယ်နော်နောက်တစ်ချိန်ရှူခေါင်းလေးငုံချတင်မတွန်းလား Okay ထုတ်ပြန်ချနောက်လေးချိန်ရှူပြီးချမယ် Okay ထုတ်ပြန်ချနောက်တစ်ချိန်ရှူတင်မတွန်းပြီးချမယ်ထုတ်ပြန်ချနောက်နှစ်ကြိမ်ရှူတူကြွားဒီမတွန်းဖိချမယ်ထုတ်ပြန်ချ 来，那送的真秀，别差他几米。伢来都偏偏真出色，你那奶奶说，那爷奶奶，那爷说这送的真，搞了我，我那的老家人也是安逸嗦。OK，再拿脚，one，伢老尼阿吃过啥？伢不搞那些搞那个的送的，我没事也不搞。那看我手里咪还来杯来呀呢，来杯白茶呢，水少没喏。Two, three, four, five，就那拍送出来。OK，变皮皮尖。 ခြေအနှစ်ခုကို cross လေးလုပ်ပြီးတော့ထိုင်ချလိုက်မယ်။ Okay ချွေးတွေပြန်ဝိုင်း။အဲ့တော့အများကြီးဆန္ဒပြောသလိုအကွက်အများကြီးအကုန်လုံးကို double ထဲလိုက်လုပ်ဖို့မလိုပါဘူးမိမိတို့လေ့ကျင့်နိုင်တဲ့လောက်ကလေးလေ့ကျင့်လို့ရတယ်ဒါပေမဲ့အခုညီမညီမဆိုအခုနည်းနည်းလေးနှလုံးခုန်နေမြန်နေမောလာရလို့ခံစားရရပေါ့နော်ဒါကမှန်ပါတယ်မကြောက်ပါနဲ့ဒါပေမဲ့နှလုံးရောဂါသမား လုံးဝပေါ့နော်ဟိုကိုယ့်ရဲ့နှလုံးကပြင်းပြင်းထန်ထန်ဖြစ်နေတာမျိုးဆိုရင်တော့လေအဲဆရာဝန်ရဲ့ခွင့်ပြုချက်ယူပြီးတော့မှဖြည်းဖြည်းချင်းအရင်မောအောင်မြန်အောင်မြန်မြန်မလုပ်ပဲဖြည်းဖြည်းလေးလုပ်ပေးပါကိုယ့်ရဲ့နှလုံးကြွက်သားတွေခန္ဓာရဲ့ရှိလာပြီဆိုတော့မှညီမဆွမ်းနာပြတဲ့အချိန်လောက်ကလေးနဲ့လိုက်လုပ်ပါနော်အဲ့တော့ခုရှိမှညီမတို့ကမောသွားပြီအဲ့ဒီတော့ကြောင်းပြန်ပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးကြောတွေပုံမှန်ညင်သက်သွားအောင်အောက်ဆီဂျင်ဖလိုးတွေပိုပြီးတော့ကောင်းလာအောင်ပရနာယာမအသက်ရှင်လေးကျင့်ခန်းလေးတစ်ခုသွားမယ်အဲ့ဒါလေးကိုညီမတို့ကအာမြန်မာလိုဆိုရင်အနုလုံတတိလုံလို့ခေါ်ရဲပေါ့နော်အာအိန္ဒိယခေါ်ဝင်နေဆိုရင်အနုလုံမဗီလုံမလို့ခေါ်ရဲပေါ့နော်အဲ့တော့အနုလုံဗီလုံလို့အလွယ်ခေါ်ကြတယ်အဲ့ဒီလေးကျင့်ခန်းလေးကိုလုံညီမအရင်လုပ်ပြမယ်ပေါ့နော် အဲ့တော့ညီမတို့ကဘယ်ဘက်လက်ကလေးမှာလက်ညှိုးထိတ်လက်မထိတ်ကလေးချီကြံလက်သုံးချောင်းလေးကိုဆန့်ပြီးတော့ပူးထားပြီးရင်ဒူးကောင်လေးပေါ်တင်ဒါလေးကိုချင်းမူဒရာလို့ခေါ်တယ်။နောက်ပိုင်းမှာမူဒရာနဲ့ပတ်သက်တာလေးတွေကိုလည်းသင်ပေးပါမယ်။မူဒရာတွေကလည်းကျန်းမာရေးကိုကောင်းစေပါတယ်။ပြီးရင်အခုညီမတို့ရဲ့ညာဘက်လက်ကို ကိုယ့်ရဲ့လက်ညှိုးနဲ့လက်ခလဲကိုချိုးချမယ်။လက်မထောင်ထားတယ်၊လက်သကြွေထောင်ထားတယ်၊လက်တန်းလေးထောင်ထားတယ်။ဒါပေမဲ့တချို့တွေအတွက်ကဒါဟာအရန်ခတ်တယ်။ဒါကို Vishnu Mudra လို့ခေါ်တယ်။ဒါပေမဲ့ဒါကအရန်ခတ်တယ်။အဲ့လိုမျိုးတချို့ကမရဘူးဆိုလို့ရှိရင်ရပါတယ်။ကိုယ့်ရဲ့လက်သကြွေလေးကိုပါချိုးထားလိုက်။အဲလက်မလေးနဲ့လက်တန်းလေးကိုပဲကစားမယ်ပေါ့နော်။ဒါပေမဲ့သူကတော့ Mudra အနေနဲ့မရှိပါဘူး။ကိုယ့်ရဲ့ကျန်းမာရေးတွေပိုကောင်းခြင်းလေဆိုရင်တော့လက်သကြွေလေးကိုပါထောင်ပြီးတော့ Vishnu Mudra လေးကို깟မယ်။ ညီမတို့ဘယ်လိုလေးသွားမှလဲဆိုရင်ဘယ်ဘက်နှကောင်းပေါက်ကိုလေရှုသွင်းမှာအဲ့ဒီအတွက်ကြောင့်ညီမတို့ကညာဘက်နှကောင်းပေါက်ကိုပိတ်ရပါမယ်ညီမတို့ရဲ့ခန္ဓာကိုယ်မှာ နှာခေါင်းညာဘက်နှာခေါင်းနဲ့ဘယ်ဘက်နှာခေါင်းဟာလေကိုတော့ရှူတာတော့တူတူပဲအပြင်ကနေလေကိုရှူသွင်းလိုက်တာတော့တူတူပဲဒါပေမဲ့အထဲတဲကို သွားတဲ့အချိန်မှာညာဘက်နှာခေါင်းပေါက်ကအပူလိုင်းလေးကိုဖြတ်ပါရယ်ပေါ့နော်ဆိုလိုရင်းကညာဘက်နှာခေါင်းကအပူကိုကိုစားပြူပြီးတော့ဘယ်ဘက်နှာခေါင်းလေးကအအေးကိုကိုစားပြူတယ်ဒါကြောင့်ညီမတို့ကညာဘက်ကိုအရင်ဆုံးစပြီးတော့ပိတ်ရပါမယ်ခန္ဓာကိုယ်ရဲ့ကိုပူတဲ့လေတွေအရင်မသွင်းပါဘူးဒီဘက်ကအေးများ က်လေးကိုအရင်သွင်းမယ်ပေါ့နော်။ဒါကြောင့်ဘဲပရနာယာမပဲဘဲအသက်ရှူလေးကျင်ခံပဲလေးကျင်လေးကျင်အတက်ဖက်ပေါ့နော်။ alternate လို့ခေါ်ရဲတက်ဖက်ခြင်းသွားရရဲဆိုရင်ညာဘက်ကိုအရင်ပိတ်ပြီးတော့မှဘဲဘက်ကရှူပါမယ်။ဒါလေးကိုတစ်ချက်သတိပြုပေးပါ။တော်တော်များများမှားပြီးတော့ဘဲဘက်ကနေမရှူဘဲနဲ့ညာဘက်ကနေစပြီးတော့လေးကျင်တာလေးတွေ့ရလို့ပေါ့နော်။လုံးဝကြီးမလုတ်ပါနဲ့လို့တော့အတင်းချက်ကြီးကိုတိထားတဲ့ဟာကိုဖျက်ပစ်ပါလို့ပြောတာမဟုတ်ပါဘူး။လုံနိုင်နေဆိုရင်တော့အကျိုးကျေးဇူးရှိပါတယ်။အဲ့ဒီအတွက်ကြောင့်အခုညီမနဲ့ တူစကြည့်အောင်အဲ့တော့အခုလိုက်မလုပ်ပါနဲ့အောင်ခဏလေးကြည့်လိုက်မယ်နော်ညီမတို့ကဘဲဘက်နှာခေါင်းပေါက်ကလေးကို sorry ညာဘက်နှာခေါင်းပေါက်ကလေးကိုညာဘက်လက်မလေးနဲ့ဖြွားဖြွားလေးပိတ်လိုက်တယ်။ဒါဆိုကိုယ့်ရဲ့ဒီဘက်ကဘဲဘက်အချမ်းကဘဲဘက်ကနေလေးကိုဖြည်းဖြည်းလေးရှူသွင်းကြည့်။ညီမကောက်တင်ခေါ်ကြည့်မယ်အဲ့ချိန်လေးမှာလေး1 2 3 4ပြန်ကိုယ့်ရဲ့လက်တကြွယ်လေးနဲ့ဘယ်ဘက်ကိုပိတ်လိုက်မယ်ညာဘက်လက်မလေးကိုဖွင့်ထုတ်လိုက် One, two, three, four, five. Bien, ari be nya ba ka ni bien shu me. One, two, three, four, five. Na kao ba ka leo bien pe me le ma ne. La da jo leo le me be ba ka ni bien shu to. One, two, three, four, five. Okay, kanali bien shu lai me. ။ဆိုလိုရင်းကညာဘက်ကပိတ်ထားပြီးတော့ဘဲရှူတယ်ညာထုတ်တယ်။ညာရှူတယ်ဘဲထုတ်တယ်။အဲ့တော့မှညီမတို့ကအကောင့်တင်းတစ်ချိန်တစ်ချိန်လေးကျင့်တယ်လို့သတ်မှတ်ပါရယ်။ဘဲကရှူသွင်းညာမှရှူထုတ် ညာကရှုသွင်းဘယ်မှာရှုထုတ်အဲ့ဒါကိုတစ်လို့သတ်မှတ်တယ်ပြီးရင်အရေးကြီးဆုံးကဘယ်ရှုတဲ့လေကဆွမ်းနာညီမကောက်တင်းခေါ်ပြရင်နော်1 2 3 4 5အဲ့ဒီ1 2 3 4 5ရှူတာက ပြန်ထုတ်ရင်လည်း1 2 3 4 5အဲ့ဒီအလက်အတိုင်းတာတိုင်းရှိရမယ်အဲ့တော့ဒီဘက်က3ခုလောက်ရှူရင်ဒီဘက်က3ခုပြန်ရှူထုတ် ။ဒီဘက်က3ခုရှင်ရင်ဒီဘက်က3ခုပြန်ချွတ်ထုတ်မယ်။ဆိုလိုရင်းကအချိုးအစားတူရမယ်။1 is to 1ပဲဖြစ်ရမယ်။2 is to 2ပဲဖြစ်ရမယ်။3 is to 3ပဲဖြစ်ရမယ်။ကိုကရှူတာကတော့1နဲ့3 4 5 5ချိန်ရှူပြီးတော့ထုတ်တဲ့ချိန်ကျတော့1နဲ့ရက်သွားပြီ။အဲအဲ့လိုဆိုရင်လည်း ကိုယ့်ရဲ့အဲပြန်ပြင်မယ်ပေါ့နော်အတက်နိုင်ဆုံးပြင်မယ်မကောင်းတာမျိုးတော့မဟုတ်ဘူးကိုယ့်ရဲ့အသက်ရှူဖို့ကအဲသက်ရှူသွင်းရှူထုတ်လေ့ကျင့်ခန်းအရင်အားနည်းနေတယ်ဆိုတာကိုပြခြင်းဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ကိုကအတက်နိုင်ဆုံးနှစ်ကြိမ်ပဲထုတ်နိုင်တယ်ဆိုနှစ်ကြိမ်ပဲရှူမယ် โอเคဆိုလိုရင်းကညင်နေရမယ်ဒါဆိုခုညမနဲ့တူတူစပြီးတော့လိုက်လှုပ်လို့ရပါပြီညာဘက်လက်ကလေးကိုလက်ညိုးလက်ကလေးချိုးလိုက်မယ်လက်သကြွယ်လက်မလေးထောင်းထားဘယ်ဘက်လက်ကလေးကချင်းမှုဒရာလေးကင်ထားလက်ညိုးထိတ်လက်မထိတ်လိကလက်ချောင်းလေးတွေကိုစန့်ထား ready ဖြင့်ဖွားဖွားလေးညာဘက်နှာခေါင်းပေါက်ကိုပိတ်မယ်ဘယ်ဘက်ကနေလေးကိုရှူရအောင်1 2 3 4 5 five ပြီးရင်ဘယ်ဘက်ကိုပိတ်လိုက်မယ်ညာဘက်ကနေ shoot ထုတ်1 2 3 4ပြီးရင်ညာဘက်ကပြန် shoot မယ်1 2 3 4 shoot ထုတ်ဘယ်ဘက်ကနေပြန် shoot ထုတ်1 2 3 4 5တစ်ချိန်ပြီးသွားပြီနောက်ထပ်တစ်ချိန် shoot ဘယ်ဘက်ကနေ shoot 1 2 3 4 5နှာခေါင်းလေးပြပေးမယ်ညာဘက်ကိုရှူထုတ်1 2 3 4 two, three, four, five. Nhà bác gặp biến số mẹ. One, two, three, four, five. Nhà bác gặp biến số mấy? mẹ. giờ bác gặp biến số thứ one, two, three, four, five. Bây giờ bác gặp biến số one, two, three, four, five. Nào con lấy biến số mẹ. Bây giờ bác gặp biến số one, two, three, four, five. 法边，你要把个边数，one, two, three, four, five。边边边个边，point one, two, three, four, five。数头皮皮里那颗粒边长来，你要弄么？point 的呗，那看那包龙啊，那里个皮皮里数准备，皮皮里边数头备。 လေကိုဖြည်းဖြည်းလေးနှာခေါင်းနှစ်ပေါက်လုံးနဲ့ဝါးဝါးလေးရှူသွင်းမယ်ဖြည်းဖြည်းလေးပြန်ရှူထောနောက်ဆုံးတစ်ခေါက်လောက်လေကိုနှာခေါင်းနှစ်ပေါက်စလုံးကနေဝါးဝါးလင်းလင်းလေးရှူသွင်းမယ်ဖြည်းဖြည်းလေးပြန်ရှူထောပေးပြင်မျက်လုံးလေးဖွားဖွားလေးဖွင့်လက်ကလေးရှော့โอเคအဲ့တော့ ဒီလေ့ကျင့်ခန်းလေးကအသက်ရှင်လေ့ကျင့်ခန်းလေးဖြစ်တယ်။ဒါပေမဲ့အဲ့ဒါလေးကိုလေ့ကျင့်ပေးအချင်းဖြစ်လေ။ဒီမိမိရဲ့နှလုံးကပုံမှန်သွေးစီးမယ်။ခန္ဓာကိုယ်မှာပို့ပြီးတော့အောက်ဆီဂျင်လုံလုံဝဝအလုံးလုံးနိုင်ပါတယ်။အဲ့တော့အခုဒီဟာလေးကိုတကွက်ချင်း ခွဲပြီးတော့လေ့ကျင့်လို့လည်းရတယ်လို့ပူးပြီးတော့လေ့ကျင့်လို့လည်းရပါတယ်တော်တော်များများမေးတဲ့မေးခွန်းကအရှိကညီမကတတော်မှာအာဘယ်လိုပြောရမလဲအပိုင်းလေးတွေပေါ့နော်အပိုင်းတစ်ပိုင်းလုံးအကြီးတင်ပေးလို့မရတာဖြစ်တဲ့အတွက်အပိုင်းလေးတွေခွဲထားပေးတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်အဲ့ဒီအပိုင်းလေးတွေကိုအအဆအဆုံးလေ့ကျင့်ရမှာလားဖြတ်ပြီးလေ့ကျင့်ရမှာလားဆိုအဆအဆုံးလေ့ကျင့်နိုင်ရင်တော့ပိုကောင်းပါတယ်ဒါပေမဲ့မရသေးဘူးဆိုရင်တော့အအတင်းကြီးလုံးမယူပါနဲ့ပုံမှန်တိုင်း တပိုင်ချင်းတပိုင်ချင်းတပိုင်ချင်းပေါ့နော်တပိုင်ချင်းစီနဲ့လေ့ကျင့်ပေးလို့ရပါတယ်ဒါဆိုရင် အဆုံးထိကြည့်ပေးတဲ့အတွက်ဂျေဇုမြတ်ကြီးတင်ပါတယ်အဲကိုတွက်လည်းကြိုးရှိရဲဆိုလို့ရှိရင်ကိုရဲ့မိတ်ဆွေတငယ်ချင်းတွေပါအကျိုးရှိပါအောင်ဒီဗီဒီယိုလေးကို share ပေးခဲ့လို့ရပါတယ်အဲကိုသိချင်တဲ့ကျမရင်းနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးတွေဆိုရင်လည်း comment မှာရေးထားပေးလို့ရပါတယ်အားလုံးကိုဂျေဇုမြတ်ကြီးပဲတင်ပါတယ်ရှင် bye bye